MSP ရောမေရောအင်ဂျင်နီယာအဲ့အဲ့ဒါပြီးတော့မှအမားမောင်မတော်အမားအမားတိုင်းစေအခုချိန်ထိဆိုတော့လူရ300နီးပါးလောက်တော့ရောက်နေပြီပေါ့နော်အဲ့လိုမျိုးပေါ့ဟို250 300ဝင်းကျင်လာတော့အခုချိန်ထိရှိနေပြီပေါ့မနီးရဆိုလဲ100ကျော်တယ်ဟိုနီးရလဲ80ကျော်80ပေါ့စည်တနာကောင်းလို့ဈေးတက်တာအတိုင်းထင်သေးလို့မရအဓိကစည်တနာကရောင်းပြန်ဟဲ့ယောဂတဝက်လောက်တက်တာ MSP ဘာနာမယားဆီယမဒေါ်ဇင်းနီလာ ဖြစ်ပါတယ် ောက်တော်ဝင်နီလာတိုင်းရင်းစေကုကံရဲ့ဆိုင်တော်ဝင်နီလာတိုင်းရင်းစေကုကံရဲ့စေချထုတ်ဆန္ဒရဲ့ဖောင်တာလည်းဖြစ်တယ်လို့ဆရာမလည်းဖြစ်ပါတယ်ရှင်ပရိုမောင်တို့ကလည်းကိုရှိမောင်အခုနေကြပါတော့ဒီမှာသူကနေမှာခေါ်လာပြီးတော့မှကိုမိုးဆက်တို့ဒီညီမလေးတွေကလည်းအမရှိမှလာပြီးတော့မှစေကုရင်ကနေပြီးတော့မှလည်းခင်သွားကြတာပါလူနာနေပြီးတော့ကျွန်တော်လူနာနေဥစ္စာရှူတယ်ဖြစ်သွားတာဟုတ်တယ်အဲ့တော့တကူးတကတခါကျရင်လူနာရှာချောင်လို့ကို ကိုယ့်အဖွဲ့တွေမှာကတော့လူနာတွေဖြစ်နေ။ကျွန်မကတော့2005ခရီးကဆီယမ်မာဖြစ်တာပေါ့။အဲ့ဒီခရီးကနေပေါ်မှာဆီယမ်မာဖြစ်တော့အနည်း20နီးပါးလောက်မှာအရှိမာတော့ဒီဖုန်းကြောင်းတွေမှာ లై ကုပေးတယ်လူပရိုက်တာပေါ့နော်။အဲ့လိုမျိုး లై ကုပေး။ငကိုတွေကအဲ့လိုမျိုးတွဲလာတာပေါ့။အစည်းကမ်းနဲ့ကျွန်မနေကအဲ့လိုမျိုးတွဲလာ။တွဲလာရင်နောက်ပိုင်းကျတော့ကိုဗစ်တွေဖြစ်တယ်လေ။အဲ့ကိုဗစ်မတိုင်ခင်နှစ်နှစ်လောက်ခရီးက ိတ်ပြီးတော့မှအပြင်တွေပါဟိုထွက်ကူတာလည်းရှိတယ်ပေါ့နော်ဟိုနယ်တွေကိုလည်းလိုက်ကူတာရှိတယ်အဲ့ရနေမှာနောက်ကျကိုဗစ်ဖြစ်တာနဲ့တိတ်ပြီးခီးတွေပါသွားလို့မရတော့မရတော့အဲ့ဒီအချိန်ကနေမှာဒီနောက်ပိုင်းပေါ့အဲ့ဒီရှင်းနှစ်နှစ်2018လောက်ကနေစပြီးတော့မှကျမရဲ့ဆေးကနှစ်ခုရှိရဲ့ဒီမှာအမြဲတမ်းဆန်းချောင်းဆေးကမှာအရင်နှစ်တည်းရဆိုလုံးဖြစ်တယ်အခုဒီဆေးကမှာတော့၃နှစ်ရှိပြီပေါ့အဲ့တော့ဟို အချိန်ကာလတစ်ခုမှာပေါ့နော်ဘာပဲပြောအကုန်လုံးကဟိုငွေကြေးရလဲခက်ခဲတယ်ပြီးရင်ဒုနာခဏဆိုတော့တော်တော်များလူတိုင်းဖြစ်နေတာကြီးပေါင်းရှိတယ်ဒုနာခဏရှိတယ်ညောင်းကြိုက်ကြတယ်ပေါ့အဲ့ဒီဟာကိုဘယ်မှာလဲတောက်ကူလို့တောက်ကူမှမသိဘူးနောက်ခါကျလူနာတွေကတစ်ခါလေးကြိုက်အဲဈေးနှုန်းဘလောက်လဲဘလောက်လဲဆိုတော့သူတို့များမတက်ဖိုင်လားမသိဘူးပေါ့အဲ့ခါကျတော့နှစ်တိုင်းမှာပေါ့ဒီ3ရက်ဆို3ရက်မှာအရန်ကိုတိတိတတ်တပျောက်တယ်တော်တော်တိတိတတ်တာလေးကိုတတ်တာတယ်အဲ့လိုမျိုးပေါ့ဒီ3ရက်ကလေးနဲ့နေမယ်ကျမတို့တော်တော်လေးကိုကူညီနိုင်ခဲ့တယ်ပေါ့အဲ့လိုမျိုးကအတွေ့အကြုံတွေကများလာတဲ့ခါကျတော့ နှစ်စဉ်နှစ်စဉ်မှာအမြဲတမ်းလုံးဖြစ်သွားတယ်ပြီးဒီချိန်ဒီနှစ်ဆိုရင်လည်းဆီယာမအင်အားတွေကမလုံလောက်တော့လေဟာဒီနှစ်မလုံတော့ဘူးလုံမယ်လုံမလုံဘူးလုံမယ်နဲ့နောက်ဆုံးရအချိန်ပေါ့နော်28ရက်နေနာနီးလာပြီမမေ့မွေးနေတာရောက်လာပြီပေါ့နော်ကို့အမေကလည်းကြမ်းမစေခြင်းနဲ့အသက်ရှည်စေခြင်းနဲ့ပေါ့သူ့ကိုလည်းကုသိုလ်ပြုပေးတဲ့အဥ္စာပေါ့နော်သူမွေးလို့လည်းလူဖြစ်လာတယ်သူပညာသင်ကြားပေးလို့လည်းကျမတို့ဒီအချိန်လေးထီကိုရောက်လာတယ်ကျမတို့ရအဲ့ခါကျတော့ဒါအမေကိုလည်းအဓိကကတော့အမေကိုကြမ်းမစေခြင်းနဲ့အမေကိုကုသိုလ်လုပ်ပေးတဲ့အခါကျတော့ ူတင်ပေးထားတဲ့ပညာသူပေးထားတဲ့ဒီခန္ဓာကိုယ်နဲ့ကိုကျွန်တော်တို့လှုပ်ပေးလိုက်တယ်ပေါ့အဲအဲ့ရနေမှာနှစ်ဆင့်လှုပ်ပေးဖြစ်တယ်အဲ့တော့29ရက်နာနီလာပြီဆိုရင်တော့မလှုပ်ဘူးလှုပ်မယ်ဆိုပြီးတော့မှဒီနှစ်တော့လဲလှုပ်ဖြစ်သွားတယ်ပေါ့နော်ဒါကတော့အမြဲတမ်းကျွန်မအသက်ရှင်နေသေးပြီးတော့ဒီအချိန်တွေကအမြဲတမ်းလှုပ်ဖြစ်နေဦးမှာပါအခုချိန်ထိဆိုရင်တော့လူရ300နီးပါးလောက်တော့ရောက်နေပြီပေါ့နော်အဲ့လိုမျိုးပေါ့ဟို250 300ဝင်းကျင်လာတော့အခုချိန်ထိရှိနေပြီပေါ့မနီးရဆိုလဲ100ကျော်တယ်ဟိုနီးရလဲ80ကျော်80ပေါ့အရင်နှစ်တရဆိုရင်တရက်တရက်ကို150 200တော့အနည်းဆုံးလာတယ်ဒီနှစ်ကတော့ဟိုပေါ့တခုဟိုဟာပြုသွား ွားတာဖုန်းဆက်တာပေါ့အရင်တော့ဆိုလူနာတွေဖုန်းနံပါတ်အမြဲယူပြီးဖုန်းဆက်ဖြစ်တယ်ဒီနေ့ကတော့မဆက်ဘဲနဲ့ကိုယ့်ရဲ့ page နဲ့ TikTok ကပဲကြော်ညာတဲ့အခါကျတော့လေအဲ့ဒီရဲ့ပရိသတ်နဲ့ပဲလာခဲ့ကြတာဆိုတော့အဲ့လိုမျိုးအခုဟာတော့တရားဝင်းကျင်လောက်ပဲရှိတယ်ပေါ့တနေ့ကို100ဆိုတော့300ဆိုတော့လူ300နီးပါးလောက်တော့ရှိတယ်ဟောအဓိကကတော့ခဏကိုရောမောင်တို့ဖြစ်တဲ့လိုမျိုးခါနာဒူးနာပြီးရင်စကြောတက်တယ်အဓိကကြီးပေါင်းပေါ့အဓိကကကြီးပေါင်းလေကြီးပေါင်းပေါ့ကြီးပေါင်းကအများဆုံးပဲအဲနောက်တစ်ခါကျလက်ကတ် လက်ကတ်တယ်နောက်တစ်ခါကျတော့အဲဒီလိုမျိုးဟိုလှုပ်ရှားမှုတွေဟွာပြီးတဲ့ခါကျဒီလိုလက်ကတ်တယ်နောက်တစ်ခါကျခါကျောညက်တယ်ပြီးရင်ခါခြေထောက်တစ်ချောင်းလုံးကိုက်တယ်ပေါ့အဲ့လိုလူနာတွေကတော့ဒီစေကမ်းမှာအများဆုံးလာကုကြတာပေါ့ဟုတ်ကျမတို့ကအဆိုင်လည်းကုတယ်ရက်တထုတ်ထိုးတဲ့အကြောပြင်းတယ်အဆိုင်ကုတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေပေါ့ဒါကြီးကိုကျွန်တော်အရန်ဟိုတခြား public ပေါ့လေအများကြီးသိနေတယ်ဆိုတော့အော်အဲ့တော့ကျွန်တော်မလို့ဆီယမ်နဲ့ဒီစေကမ်းကျွန်တော်အခုနောက်ရက်မဲ့ကြော်ညာဆိုရင်ကျွန်တော်ဟိုးရှိရှိတော့မြန်မာပုံစံမျိုးတွေဝုတ်ပြီးတော့ ဆံမောင်ထမသိန်းနဲ့အဲအဲ့လိုရှိရှိတော့စီးအဖုံနေနဲ့စီးမြစ်နေနဲ့စီးကျူတဲ့ပုံစံကျွန်တော်ယူသူတယ်အဲ့လိုယူသူတဲ့ခါကျတော့လေဟိုကျွန်တော်ရိုက်တဲ့ဒီတာမန်ရှူတင်တဲ့ကိုပို့ပြီးတော့အအများကြီးလုပ်ပြီးကျွန်တော်အခုဆိုရင်ကျွန်တော်ခက်မှကျွန်တော်၄၅မူလောက်ရှိမှာနော်ဟုတ်တယ်အဲ့လိုဘယ်ဆိုမှဒါဆံမိုင်စီတနာကိုကျွန်တော်ပြန်ခံစားရပြီပြန်ခံစားတော့အော်ခုတော့လုံနိုင်ပြီပဲငါဘာလို့မလုံနိုင်ပြီနေရမှာလဲဆိုတော့အဲ့ဒီ feeling နောက်တစ်ခုကတော့ ဆရာမအဲ့လိုလုပ်ပြီးလို့ပဲဒါမေတ္တာရောင်တယ်လို့လေအမိလည်းကျမ်းပါအဲမနေ့ကဆိုကျွန်တော်အမိဆရာမအမိကိုကျွန်တော်နောက်နေတယ်အဲ့လိုကပြီးတော့ဆရာမအမိကလည်းကျွန်တော်တခုဘာမှမနာရဆိုတော့သူ့တာသမီ3ယောက်ရှိတယ်သူသူများလိုမျိုးဟိုငွေဟိုပါတယ်အငွေပစ္စည်းဆိုတော့ heavy ပုံစံမျိုးမဟုတ်ပါနဲ့သူပညာအငွေပေးတယ်လားအဲ့ဒီပညာအငွေနဲ့အခုလိုလူသားအကျိုးပြုနိုင်တဲ့အဲ့ပညာကြတော့တမုတ်ဖြတ်လို့မရဘူးကျွန်တော်အဲ့ဒါလေးကြာဟာတိပါအမားတို့ကကြတော့အဖေရောမေရောအင်ဂျင်နီယာ အဲ့ဒါပြီးတော့မှအမားမောင်မတော်မှအမားတိုင်းစေဒုတိယမောင်ကကြတော့ဆရာဝန်အငယ်ဆုံးညီမကကြတော့ဟိုဟာဝိုင်းဒီဆင်းထားတာပေါ့ဟိုဟာ PDU ပေါ့နော်ပြည်ဘက်ကဆိုအမားတို့က PDU ဆင်းထားတာအဲ့လိုမျိုး၃ယောက် ။ဘာလို့ကတော့ကအဲ့လိုမျိုး။အဲ့တော့အဲ့အဲ့မမအမတို့ဟိုဆယ်တန်းနေအောင်ပြီးတဲ့အချိန်မှာအဲ့ဒီ line တွေရွေးကြတယ်လေ။ line တွေရွေးကြတဲ့အခါကျတော့ဒီတိုင်းစေးလဲမင်းကအဲ့ချိန်မှာလဲတိုင်းစေးစရာနေကုနေရ။ကုနေရနေမမကျမတို့လည်းအဲ့ဆိုဒီဟာကိုတက်ပေါ့နော်။အဲ့ဒါနဲ့ပဲကျမတို့လည်းဆယ်တန်းအောင်တဲ့အချိန်မှာဒီတိုင်းစေးကိုတက်ဖြစ်သွားတာ။အော်မင်းက82နှစ်ကျမရတော့ပုံမှန်ကောင်းတယ်အခုဆိုရင်အကုန်လုံးလှုပ်ရှားသွားလာတယ်အပြင်တွေပါလေသွားနေလာနေရပဲအဲအဲ့လိုမျိုးပေါ့နော်ကျမရောက်ကောင်းတယ်သူကအဓိကပါလဲဆိုတော့ဟိုလူကြီးဆိုတော့ကွယ်အသက်ကြီးယောဂါပေါ့နော်အဲ့လိုဒူးနာတာခဏရှိရ ည်းနည်းနည်းနှလုံးတို့ပါတော့ပေါ့နော်အဲ့လိုမျိုးလေးတော့ရှိတယ်ဟုတ်သမားငယ်ရောရက်ကွက်တက်မှာလေဟိုဘာညာမှုတွေ့တာအဲ့မှာလူအုံလာတာလေဟုတ်တယ်ဟုတ်တယ်ပြေဖို့တရားကိုရှောက်ပြောတော့တက်ကလုံးပြန်သွားအဲ့ဒါပြောပြတာဟာအဲ့ဟုတ်တယ်တိုင်းစင်အဲကြောင်းတက်ပြီးတဲ့အခါကျတော့ထုံးစံတိုင်းပေါ့ဘယ်သူကတော့ဟိုပေါ့ဒီဟာကြီးကိုဝါသနာမပါအဓိကကျဘာလဲဆိုတော့ဟိုစက်ထုပ်တွေထွက်ဆိုလူတွေကနှိမ့်တယ်လို့ထင်တယ်လေအဲ့လိုမျိုးဆိုတော့အမတို့ကနေရကွာနေရကြတော့လေဟမ်နှိမ့်နေတဲ့ဥစ္စာကြီးကိုဟိုကလေးကိုဘာလို့ဒီလိုထားရတာလဲအမေတို့ကအဲ့လိုမျိုးပြောခံရတယ် ါပေမဲ့ចောင်းဆင်းလာတဲ့အခါမှာတခြားလူတွေလိုပဲကုမ္ပဏီလေးလှုပ်ချင်တယ်တခြားဟို live ကိုသွားချင်တယ်ပေါ့ဒါပေမဲ့ကိုကဒီလုပ်ငန်းနဲ့အကျိုးပေးတဲ့အချိန်တန်လာတဲ့ခါကျတော့ အိမ်မှာအလိုလိုနေရအဲ့လူနာရောက်လာရောက်လာပြီးတော့မှအဲ့လိုပေါ့အဲအတိအမကြီးတယောက်ကနေတော့မှဟိုအိမ်မွားနေပြုတ်ကျလိုက်တယ်ပေါ့ပြုတ်ကျပြီးတဲ့အခါကျတော့သူလည်းအဲ့လိုပေါ့မကုနိုင်ဘူးမကုနိုင်တဲ့အခါကျတော့ကိုရှီကိုရလာကုတယ်ဟိုအခချင်းငွေနဲ့ကုတာမဟုတ်အဲ့တုန်းကလည်းဘာလဲဆိုတော့ចောင်းစင်းမိကသားလည်းအခချင်းငွေကမရအောင်ကွာအဲ့လိုမျိုးအဲ့အချိန်မှာမှသူ့ကိုကုဝေးလိုက်တဲ့အခါမှာလုံးဝပွေလာတဲ့လူနာကကိုအိမ်ကိုရောက်လာတယ်ပြီးရင်ကိုကလည်းစေတနာနဲ့ပေါ့နော်ကုပေးတယ်ကုပေးရင်ရနေပြီးတော့မှအဲ့မှာသူကကောင်းသွားတာကောင်းသွားပြီးတော့မှသူကအဲ့ရက်ွက်ထဲမှာလိုက်လိုက်ပြီးတော့မှ ကိုယ်အလိုလိုနေညှုံတယ်လို့ဖြစ်နေ။ဟိုလိုမျိုးကြီးဟိုအောင်မြင်ပြီးအဲ့လိုမျိုးလှုပ်လာတာမဟုတ်ဘူးအဲ့လိုညှုံလိုက်ပဲလိုက်ပြီးတော့ညှုံပေးတယ်ဟိုလှုပ်ပင်းရနေတဖြည်းဖြည်းတဖြည်းဖြည်းနဲ့အဲ့လူနာအလိုလိုနေရောက်လာတာအဲ့ရောက်လာပြီးတော့မှအဲ့ရနေမှာအဲ့ဒီအချိန်ကလေးကနေဒီအချိန်ထိကဆေးမကုတဲ့ရက်ကတည့်ရမှမရှိဘူးအဲ့ဒီအနည်း20နီးပါးလုံးလုံးကလုံးဝဆေးနဲ့ဟိုကနေကမပြတ်ပေါ့နော်အဲ့လိုမျိုးအမြင်နဲ့ကုနေရကျွန်တော်ကလေးဘောကငယ်ငယ်တုန်းကလေကတုကုဟိုထိမိခိုက်နေဆိုရင်အမေကအာဘူးလေးနဲ့ ချက်ထုတ်ထိုးရဆိုတဲ့ဒလီကကျွန်တော်မြန်မာလူမျိုးတွေမှာရှိတယ်။ဒါပေမဲ့ဒီချက်ထုတ်ထိုးတဲ့ဟာကြီးကတကယ်ယောဂကြီးကြီးမားတွေကိုပြောင်းနိုင်တယ်ဆိုတော့အခုမှတခြားပို့သိတယ်ပေါ့နော်။ချက်ထုတ်ကိုသွားအချင်းကြီးလို့မရအောင်ဒါကအသုံးဒါဒါကျွန်တော်မသုံးရသေးတဲ့ဟာ။မသုံးရအစ်တ်ဒါလက်ရှိဟိုဒီကျင်းမှာဆင်းမြစ်တွေနဲ့ဆင်းမြစ်တွေနဲ့ဥစားပေါ့ဒီရေလေးနဲ့ရေလေးအပူနဲ့ပေါင်းခံတာကဟုတ်ဒီဒီဒီအထုတ်လေးကကျွန်တော်တို့ကျွန်တော်တို့လူနာရဲ့ ရောကောင်အများကြီးကောင်းရပါစေ။ငငယ်တော့မြမရွယ်ကြက်ထုတ်ထူကြက်ထုတ်ထူရဲဆိုတော့တကယ်ကူတာ professional ဟုတ်။သူနေကြကြဲကိုတုံးနေတကယ်ကိုစီဝါလက်နဲ့ကောင်းတစ်ခုဖြစ်တယ်။ဒီဟာကြောင့်ဒီထဲမှာကြတော့အမတို့ကတယင်းကြီးတို့ကြောင်မန်းတို့ဒီဒေတာထွက်တဲ့ကိုယ့်ရဲ့မြန်မာနိုင်ငံတွင်းမှာထွက်တဲ့တယင်းကြီးတို့ကြောင်မန်းတို့အိမ်တွင်းအိမ်တွင်းမှုရဲ့ဟွာဖြစ်တဲ့ဂျင်းတို့စနွင်းလိုပေါ့နော်ငငယ်တော့ဆိုရင်လည်းတည့်ရမလားတခုခုဆိုထမင်းဥပေါင်းလေးနဲ့စနွင်းလေးနဲ့ကြက်ထုတ်လေးထိုးလိုက်ဒါမှမဟုတ်ဟိုးတော့ဟိုးခစ်တဲ့တော့ဆိုမြင်းချီနဲ့ မြင်းချီကိုဒန်းရှိရဲဆိုဟဲ့မြင်းချီနဲ့တက်ထုတ်ထိုးလိုက်ဆိုတဲ့ဥစ္စာတွေကဒါကြာဘူးနားဝအနေနဲ့အရက်စကားတွေရှိရဲလေတောင်နိုင်ကခုနကိုမိုးဆက်ပြောသလိုပဲဘုံဆိုထိမိနေအောင်မအမေကတပတ်ကလေးနဲ့အဝတ်အဝတ်ဆိုပြီးတော့မအာငွေလေးပေးပြီးဒါလည်းတက်ထုတ်ထိုးတာတစ်မျိုးပဲအဲ့လိုမျိုးပဲအဲ့ဒီဟာမှမှတဆင့်ပြန်ပြီးမြင်လာတဲ့ခါကျအမတို့ကဒီထဲမှာအာပေါ့ကြောင်မန်းရွက်တို့တယင်းကြီးတို့ရှောက်တို့အဲ့လိုမျိုးပေါ့ဖုံးမသိန်းတို့အဲ့ဒီအဲ့ဒီဥစ္စာတွေပေါ့နော်အဲ့ဟာနေထည့်ထားတယ်ထည့်ထားပြီးတဲ့အခါကျတော့အဲ့အဲ့ထဲမှမှဒီလိုဒီလိုကြစ်ကြစ်ကလေးထုတ်ပြီးတဲ့အခါကျတော့ ကျော်တုံးနိုင်အောင်ဒူးနာခါနာကြွက်သားနာတာတွေညောင်းနာတွေဒန်းတွေအကုန်ပြေတယ်။ဥစားနောက်ခါကျဘလောက်ထိအောင်ဟွာပြီလဲဆိုတခါလေကျရင်ဒီကြောတွေအရင်အောင့်နာတွေလေဇက်ကြောတွေတက်တာတွေဆိုရင်ဒီကြက်ထုတ်ထိုးတာနဲ့ကိုကိုပြေစီတယ်။ အဲ့လိုမျိုးအယိုးကြောမှန်သမျှလည်းတော်တော်များများဒီကြက်ထုတ်ထိုးတာကောင်းတယ်ဟိုဒူးနာတယ်တချို့တွေဆိုဒူးတွေပါချော်လာတယ်လုံးဝကိုဒီလိုကွက်ကွေးကြီးပေါ့ကွက်ကွေးရုံမှာအဲကားတွေနဲ့ရောက်လာတယ်ရောက်လာအဲ့ချိန်မှာလည်းဒီလိုခြေတပေါင်းညှိုးလျှောက်လာပြီဒီဒူးကွေးကြီးကနေမှမလို့ပြန်ကုန်လုံးဝမဆန့်နိုင်ဘူးအဲ့ဒီအချိန်မှာကွက်ကွေးကြီးနဲ့လာတယ်အမားတို့ကွက်ကွေးကုလိုက်တယ်ပြီးရင်ဒူးစစ်တစ်ခုနဲ့တစ်ခုချော်သွားတယ်လွဲသွားတယ်အဲ့ဒါတွေဆိုအမားတို့ပြန်လုပ်ပဲပြီးရင်ခေါင်းတွေတအားကိုမူးပြီးတော့မှကိုလေလေးလာငါးလာဟိုတနည်းဆိုတယောက်ရှိတယ်လေးလာလုံးလုံးဝအလုံးမလုံးနိုင်ဘူးမူးပြီးတော့မှလုံးကြီးနေနေညား ရောက်လာတဲ့အခါမှာလဲသူကအတောင်းလိုက်ကြီးလို့ဆိုတော့လေဟဲ့ကိုတော်မအဲကောင်းမှမလားမသိဘူးသုံးကစက်ထုတ်ထိုးလိုက်တယ်ပြီးရင်အခုအက်တစ်ချိန်နှစ်ချိန်ဆိုက်လိုက်တာမှာသူလုံးဝအဆင်ပြေတယ်မိမှုတွေတောင်တိုက်နိုင်နေပြီလေ အဲအဲ့လိုအဲ့လိုမျိုးတွေကတော့အများကြီးပဲနောက်တစ်ခါကျတချို့ဒီနားမှာဆိုရင်ဥစ္စာလေးဒီတိရမင်္ဂလာဈေးတွေကနေတော့မှခါးတွေပါတွေဖြစ်လာတယ်ဆိုဂါလီတွေတည်းရောက်လာတယ်အဲ့လိုမျိုးကြီးတွေဒီအထက်အထိကိုအဲ့ဂါလီတွေနဲ့ဝင်လာတာဝင်လာပြီးတဲ့အခါကျတော့ဥစ္စာမပြူတာတွေပေါ့နော်ဟိုလုံးဝလမ်းတွေပါတွေမရှောင်နိုင်ဘူးအမတို့ဒီမှာကုပေးလိုက်တဲ့အခါကျတော့ချက်ချင်းပဲတိတိတသားနဲ့လမ်းမြတ်ရှောင်နိုင်တဲ့လူတွေလည်းတဘုံကြီးအဲ့တော့ဟိုအမတို့ကြတော့ဒီတိုင်းစင်းနဲ့ဟိုဟာပြတဲ့ခါကျအဲ့ဒါတွေကိုတော့နှင်းစင်းနဲ့မြာဗီဒီယိုရိုက်ပြီးတော့မှမတော်မတင်ဘူးပေါ့နော်အဲ့ဒါမျိုးအတွေ့အကြုံတွေကတော့အများကြီးပဲအခုဒီမှာလက်ရှိလူနာတွေကဟိုကို အများကြီးရှိသေးတယ်။ဟိုပေါ့နော်အဓိကတော့ရိုးကြောနဲ့ပတ်သက်လာရင်တော့တိုင်းရင်းစေးဟိုပေါ့နော်အဲ့လိုဒီကြီးပောင်းတို့ဒုနံခန္ဓာတို့တော်တော်များများဟိုကြာရင်အဲဒီဓာတ်မရိုက်တာတို့ဘာလို့ကတော့တပိုင်းပေါ့နော်ဒါကတော့ယောဂါရီရက်ဆက်ကိုတော့မအားလို့လဲရှာရတာပဲ။မအားရှိမှလာတဲ့ခါကျရင်လဲလိုအပ်တဲ့ဆိုရင်လဲဓာတ်မလေးတော့ရိုက်ပေးအောင်တော့အယိုးပါဖြစ်နေလဲကြည့်ရမယ်။အယိုးပါဖြစ်နေလဲကြည့်ရမယ်ဆိုတဲ့ဟာမှာလိုအပ်ရင်တော့မအားလို့လဲညွှန်ကြားရပါတယ်။အဲ့လိုမျိုးပဲပေါ့။အဲ့ဒီချိန်မှာတော်အောင်ဒုနံတို့ကြီးပောင်းတို့ပေါ့နော်လက်ပြင်ငုတ်တာတွေအကြောညက်နေရတာတွေအဲ့လိုဇက်မလဲနိုင်တာတွေခါရမ်းနာတာတွေဆိုရင်လဲတိုင်းရင်းစေးပေါ့နော်ကိုယ့်ရဲ့နီးစက်ရတိုင်း င်းဆေးကိုလည်းလာကြည့်ပါလို့အတော့ဒီတိုင်းဆေးတွေကလည်းအခုဆိုအရင်လဲအစွမ်းလဲထွက်ပြီးတော့မှဒီဟိုအမြင်နဲ့လဲအခုဆိုလဲ၃၃တော့၃နေကြပါပြီအဲအမတို့စလာတဲ့ခင်းနဲ့တော့မတူတော့ဘူးလုံငယ်တဲ့အနည်း၂၀လောက် ကတော့ကိုရီဆိုရင်ဆေးကန်းလေးဖွင့်လိုက်ပိတ်လိုက်နဲ့ဘွားလာခဲ့ရတာသိရမလားတနေ့မှလူနာလေးတယောက်နှစ်ယောက်ကနေအခုဆိုလူနာလေးတနေ့တနေ့ဆိုအများကြီးဖြစ်နေပြီအဲအဲ့လိုဘွားကနေလာခဲ့ရအခုကျတော့အဲ့လိုမဟုတ်တိုင်းဆေးတွေဆိုရင်လည်းနေရာအနှံ့မှာလည်းရှိနေပြီမြို့နယ်အနှံ့မှာလည်းရှိနေပြီဆိုတော့အဲ့တိုင်းဆေးတွေကိုယ့်ရဲ့နီးစပ်တိုင်းဆေးလေးတွေကိုလည်းတုံးကြည့်ပါအောင်လို့နော် အဲ့ဒါလေးလည်းပြောချင်ပါတယ်ဘာလို့လဲဆိုတော့ဒါဒီလိုမျိုးတိမှလည်းဟိုပေါ့နော်တုံတန်းဟိုဟိုမှာအများကြီးတင်းချီပြီးကုန်တဲ့ဥစ္စာတိုင်းစေးကိုလာတဲ့ခါကျတော့၃၅၀အောင်ဒါမှမဟုတ်လည်းထောင်ငန်းတောင်ငန်းလေးနဲ့လည်းအဆင်ပြေသွားတာတွေအများကြီးရှိတယ်ဒီစူးစီးလေးကစမစမတစ်ချက်ဖောက်ပြကြည့်ဟုတ်တခြားစူးစီးလေးမတူဘူးချက်ချက်ထုတ်တည်တည်လေးပါဟုတ်လားဟာအများမိုက်တာသူကဘာလို့နှစ်မျိုးသုံးပေါ့နော်နှစ်မျိုးဘက်ကဟို၄၅၆လုံးသုံးလို့ရပါဘူးဟုတ်ဒီရောက်သုံးလို့ရတယ်အဲဒီမှာဒီမှာချက်ထုတ်တည်တည်လေးဟုတ်ဒီလိုဆိုရင်ဒါရှူလို့ရတာရှူစေးအဲ အဲ့ရှူစီမှာသူကကြက်ထုတ်လေးပါတဲ့ခါကြတော့လေအဲထိုးလို့ရတယ်ဟုတ်တယ်ပြီးရင်အခုဆိုရင်နေတွေပါတွေဆိုရင်လည်းတို့ခီးသွားရင်ဆောင်းသွားတယ်တော်တော်ခြေထောက်တွေချော်တယ်ဆိုရင်ဒါလေးနဲ့ထိုးကြတယ်တော်တော်တက်တာတယ်တဲ့ပြီးရင်ဒါတခါလေးကြာရင်ခေါင်းတွေအရမ်းမီမူးနေရဆိုရင်လည်းဒီလိုဇက်ကြောတွေပါတွေထိုးတယ်ပေါ့နော်အဲ့လိုမျိုးလေးဒါလေးရတပုတ်ကို၄တောင်ပါ တော့စိတ်ဝင်စားဟုတ်အနည်းဆုံးကဇက်ကြီးပေါင်းတစ်ခါကွင်တော့ပေါ့မဟုတ်1000ဝန်း2000ပေါ့နော်1000ဝန်းဝင်းကျင်လောက်ကတော့ယူရတာပေါ့နော်အဲ့လိုမျိုးလေးလေဘာလို့လဲဆိုတော့ကြက်ထုပ်ထိုးရတာရှိရဲစိတ်ကရတာရှိရဲစေးစီရတာရှိရဲတောက်စိတ်လိမ့်လိမ့်ပေးရတာရှိတယ်လေအဲ့ဒီဟာတွေ1000ဝန်းဝင်းကျင်ပေါ့နော်တချို့နေရာတွေအရင်များတဲ့အခါကျတော့လည်း1000ဝန်း2000ဝန်းကျင်ပေါ့အဲ့ဒီလောက်ကနေမှဟိုတကူလုံးဖြစ်တယ်လို့တချမ်းဖြစ်တယ်ဆိုရင်တော့3000လောက်ထိတော့ရှိတာပေါ့အဲ့လိုမျိုး ငါ300တော့เนาะဆရာမအားအဲ့ဒါဆိုအဲ့ဒါဆိုလေးစားပါဘောအဲ့ဒါကျွန်တော်အရင်လေးစားတာကျမရဲ့ဈေးကမ်းမှာဆိုရင်လဲဒါကျမတပည့်ကြီးဆိုလဲအကုန်တည်ရဲ့ဒီမှာလာတယ်မတက်နိုင်တဲ့လူလဲကျမအကုန်လုံးလျှော့ပေးတာပဲအဲ့ဒါတဝက်လောက်ပဲယူလိုက် ေါ့နော်အောင်းမဖုန်းကြီးဖုန်းကြီးတွေဒီလားရှင်နေဆိုရင်လည်းအလိုမျိုးလှူပြီးလှူပေးတယ်ပေါ့နော်ထိုက်တဲ့နည်းနည်းလေးပဲပေါ့နည်းနည်းလေးပဲဆိုမှသုံးဖို့တမုံလောက်ပဲယူတယ်တဝက်လောက်ပဲယူတယ်ကြားတဲ့နဲ့ငွေရအဲ့လိုမျိုးရှိရမင်းလုံးဝမတက်နိုင်တဲ့လူဆိုရင်လည်း free လုပ်ပေးလိုက်တာပဲပေါ့နော်တခါလေကြာရင်စိတ်ကူးပေါက်တယ်ဆိုရင်လည်းထပ်ပြီးတော့မှအမှလေးလပိုင်းဆိုရင်ကျမမွေးနေကျမမွေးနေကြတော့ဒီလိုမျိုး open ဖွင့်ပြီးတော့တော့မကူနာအဲ့ကြဘာလို့လဲဆိုတော့ online ကနေမှမှ booking တင်လိုက် booking တင်မှမှစီးရင်လေးကောက်တယ် ဆင်းကောက်ပြီးတော့မှအဲ့ဒီလူတွေကိုကျွန်မတို့ predator တစ်စိမ့်လုံးထုတ်ပြီးတော့မှဟိုဟာလောက်တယ်အဲ့ဒီလူတွေဆိုရင်လည်းဒါအဲ့မှဆိုရင်လာပြီးတော့မှအဲ့ဒါဆိုရင်တော့ဒီလောက်အများကြီးမဟုတ်ဘူးအဲ့မှတလားလုံးမှလူ100လောက်ပဲရှိတာပေါ့အဲ့လိုမျိုးလေးတွေလည်းကျွန်မကုပေးတယ်ရှင့်ကျွန်ထားချက်မေးကြည့်တယ်ဆင်းမလို့တရက်တရက်လူနာပေါင်းဟိုလိုဆဲ့ချီစီကန်းတစ်ခုပြရတာဟိုဆင်းမလက်တွေဆင်းမကကျတော့ဘယ်သူပြန်နေပြီလဲဆိုတော့ဟုတ်ကျမတို့ကအဲ့လိုအားထည့်ကြမလို့တဲ့ထပ်ဆိုနေသူကတိတိတိုင်းကားလို့ပဲဒီမှာဘာရှိရသူအကုန်သိတယ်တစ်ချက်တော့တော့သိအကျော်သိအကျော်အကျော်တော့လေဟုတ် ကျွန်တော်ဆိုတော့ဟိုလုံကွာဟိုအမြင်နေတာဒီလိုမျိုးနှိမ့်နေတာနဲ့ကအမြင်နဲ့ညောင်းနေရပါ냐ဖြစ်ကျွန်တော်တို့အဲ့လိုမျိုးမဟုတ်ဘူးဒီလိုလက်ကလေးနဲ့ပဲအကျော်လန်းညောင်းလေးတွေပဲလိုက်ဖြီတော့ဟိုလိုပစ္စည်းတစ်ခုဟိုလိုကောက်နေသလိုကုတ်နေသလိုလောက်ပဲရှိတယ်လို့ကျွန်မကဟိုကဆန်းညောင်းပေါ့နော်အဲ40နှစ်40နှစ်မြင်ကြီးကြိုက်လက်လန်းဆန်းညောင်းဆန်းညောင်းကြိုက်လက်ကြိုက်လက်လန်းအဲ့ဒီမှာကျတော့တော်ဝင်ကြီးလားတစ်ပေါ့နော်အဲ့ဒီမှာတစ်ခုရှိတယ်အခုဒီဥစ္စာကတော့လှိုင်းစေးကန်းပေါ့လှိုင်းရကြတော့ကမာယို ဟိုဟာဗဟိုလန်းနဲ့မင်းနောင်လန်းချာကမာရုပ်ဘူရာယုံလမ်းမကြီးလို့ခေါ်တဲ့လှိုင်မြလန်းပေါ်မှာပေါ့အဲလာဝကရုံရဲ့ဘေးကရက်လေးပါတိုက်ဆန်၅ပေါ့မြင်းကြီးတက်မှာပဲစမိုက်စီကန်ရှိပါတယ်ဟုတ်မနက်7နာရီကညနေပေါ်မှာညနေ6နာရီထိပိတ်ရက်မရှိဖွင့်ပါတယ်ဆယ်လာပိုင်းဆိုရင်တော့နှစ်တိုင်းရှိတယ်ဟုတ်ဟုတ်ဆယ်လာပိုင်းမဆောင်ပါနဲ့လာကြည့်ကြပါလို့ဟုတ်ကဲ့ဆရာမတော်ကောင်းတော်တော်ကောင်းဆရာမမွေးနေရှိသေးတယ်ဆရာမွေးနေပြီးပြင်ဆရာမမြို့သားမွေးနေရှိသေးတယ်ပြီးရောတနေ့လုံးတနေ့လုံးကိုမိုးတဲ့ကျမမွေးအောင်ပေါ်တယ် ်ဆီမပြောတဲ့စကားကိုကျွန်တော်သဘောကျတယ်ဆီမရှီမာလုတ်တဲ့ဝန်ထမ်းအဲเนาะဒီကောင်းမလေးတွေပညာလဲတင်တယ်တင်တယ်အဲကုတူလဲရတယ်မတူရတခြားလုပ်ငန်းတွေမတူတာအဲ့ feeling ပေါ့နော်သူတို့လူနာတွေကုတယ်သူတို့မျက်လုံးကျွန်တော်ကျတော့ဒရိုက်တာဆိုတော့လေသူတို့တိလန့်အဲ့ feeling ကိုကျွန်တော်သိ အဲဒီလုံးမှလုတ်တယ်ပေါ့နော်ဟိုဒီလုံးကတခြားလုံးနဲ့မလို့ငါးပါးတီလာဟိုလို့မြဲတယ်ပေါ့နင်တို့အဝိစားရောက်နေဟိုထိကြိုက်တာတော့မဟုတ်ပါဘူးတခြားလုံးကတစ်ခုကိုလုတ်တယ်ဆိုရင်မမြက်တဲ့ဥစ္စာကိုမြက်မြက်တဲ့ဥစ္စာကိုမမြက်ဘူးလို့ပြောရောင်းရတာရှိတယ်ကျွန်မရှိမှပြောရောင်းနေရမလို့လို့အဲ့တော့တက်တာလားမတက်တာလားဆိုတာကိုလူနာကိုမေးရတယ်မေးတဲ့အခါကျရင်တက်တာမှာတက်တာတယ်လို့သူတို့ရဲ့ဥစ္စာကိုပဲဟိုမှာပြောတာမတက်တာလားယူဟဲ့တက်တာလားတက်တာလားအဲ့လိုမျိုးလည်းမေးကြမလို့လေနော်ပြီးရင်ဘာပြည့်စည်မှလည်းခိုးကြမလို့လို့ဘာလို့လဲဆိုတော့ဟို ဒီနေရာမှာခိုးလို့လည်းမရဘူးလေခိုးစရာမလိုဘူးကွာတည်ရလားသူများသားများပြန်မလို့မရဘူးအရက်တော့လို့မရဘူးအဲ့တော့ဒီငါးပါးတီလာကိုအမြဲတမ်းသူတို့က အလိုလိုနေရင်းကိုကွာဒီ live ကိုယ့်ရဲ့ live မှာအဲ့ဒါလုံခြုံနေရလေအဲ့လိုမျိုးလုံခြုံနေရဆိုတော့ဒီငါးပါးတီလာကိုဒီလိုလုံခြုံနေဆိုရင်တို့ရဲ့ဘဝရှိရရလဲဘုရားဘာသာရလေအရန်ကောင်းတယ်လေနော်ဘာလို့လဲဆိုတော့ကျမတို့မမြတ်ဘူးလို့လဲပြောရောင်းကြတခုမှမရှိဘူးကွာတည်ရလားနောက်မလို့လိန်ပြီးတောင်းတာလည်းမရှိဘူးဒီမှာကကြတော့လေအဲ့လိုမျိုးလေးတွေပေါ့အားကြောင့်မလို့တို့ကဒီမှာလှုပ်တဲ့အခါကျတော့အရန်ဟိုပေါ့နော်ကုသိုလ်ရတယ်ပေါ့အဓိကကတော့လေကုသိုလ်တရားလေးနဲ့လဲရှင်တယ်တယောက်နဲ့တယောက်လဲချစ်ချစ်ခင်ခင်လေးနဲ့ပေါ့အဲ့လိုမျိုးလေးစိတ်တက်ခြင်းဒီလိုကြောက်ဒီမှာလာပြီးတော့ဒါပေါင်းစည်းပြီးတော့ရိုက်ဖြစ်တာပေါ့နော် အဲကျွန်တော်လဲကျိုးစင်တာတမားတော်ရှိပြီဆိုတော့အပီကျန်းလို့ရပြီကျွန်တော်အခု Friday ပြန်ထိုးတော့မှာလေဝိတ်တောင်ချနိုင်မယ်ဆိုတော့ဆယ်မရှိကျွန်တော်လွှတ်ချောင်လုပ်လို့ရတယ်ရင်းတော့ဆိုလေဟာဒူးဖြစ်ရင်သွားကုရင်အာအဲ့လိုပေါ့အဲ့ပါပြန်တွေ့ရတယ်ခုဆိုကျွန်တော်ဒူးဘာဖြစ်မကြောက်တော့ဒီစီးဆက်လို့မဲ့သူစီးကနေပတ်သက်တဲ့ကျွန်တော် Pride ပဲဖြစ်ဖြစ်ဒီကြောင်ညာပဲဖြစ်ဖြစ်เนาะအများကြီးတွေ့လို့ဖို့လည်းရှိပါတယ်အဲ့လိုဒီစီးကန်းကိုကျွန်တော်ရောက်အောင် follow ပေးတဲ့ ျွန်တော်တို့ရဲ့လူမျိုးကြီးမင်းသားတုံးမောင်လေးကျေးဇူးတင်ပါတယ်လို့ဘလို့ကျွန်တော်တို့ညီမလူမျိုးတွေလေတခုခုဒဏ်ပြစ်မှလာခုတာဆိုတာထက်ပါတော့ဟို accident ဖြစ်တာတော့တမျိုးပါနော်နည်းနည်းလေးတော့ကျွန်တော်ကိုယ်တိုင်ဖြစ်လို့သိတာကျွန်တော်ခုတက်46 50နာဝန်းကျင်တာပါလေနည်းနည်းလေးဖြစ်တာနဲ့စိတ်ကလာလိုက်ကျွန်တော်တို့တော်တော်လေးရောဂါကြောင့်မှလာမယ်ဆိုရင်ကြာလဲကြာမယ်အချိန်လဲကုန်အဲပြီးတော့ပူလဲခံစားမယ်အဲ့တော့ကျွန်တော်တို့ကလေကိုယ်တိုင်းစီကို အထင်မသေးကြပါနဲ့လို့ဒီတက်ထုတ်ထိုးတယ်ဆိုတော့ကလေးဘောတော့ထိုးတဲ့ဟာအခုဒီမှာ professional သုံးရတဲ့ခုနကဆို foreigner ရဲ့ foreigner တယောက်လာခုအဲ့တော့ကျွန်တော်ပြောချင်တာကလေကိုတိုင်းစေးကိုကိုပြည့်ပြထားလို့မရဘူးဟောစေတနာကောင်းလို့ဈေးတက်တာအတိုင်းအထင်သေးလို့မရအဓိကစေတနာကရောင်ပြန်ဟဲ့ယောဂတစ်ဝက်လောက်တက်တာမြန်မာစတာပစား